ီကနေ့ချက်ပြပေးမှလေးရတော့ကျွန်တော်တို့ဒီမှာမကြည်သေးမဲ့ငစနယ်ချက်ကလေးပေါ့နော်ငစနယ်ချက်ကလေးဖြစ်ပါတယ်အခုငစနယ်ကကြာတော့ဒါကျွန်တော်ကကိုယ်တိုင်လှုပ်ထားတာပေါ့နော်ဒါကိုယ်တိုင်လှုပ်မြင့်ငါချိုချိုလေးကိုမှငစနယ်လေးအဖြစ်ပြောင်းစားခြင်းလို့ဒါကျွန်တော်ကလှုပ်ထားတာပေါ့နော်ဒါကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ကတော့အဓိကပါဝင်ပစ္စည်းလေးတွေကတော့မကြီးသေးပဲပါမယ် နော်ငစနေနောက်တစ်ခုကကြတော့ထုံးစံတိုင်းမဲ့ငပိပါမဲ့စက်သွန်အဖြူပါမဲ့စက်သွန်အနီပါမဲ့ပေါ့နော်ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကမကြီးသေးမဲ့လေးတွေကိုတစ်ထပ်ရေဆေးမယ်ပေါ့နော်ရေဆေးပြီးတော့ရေနွေးလေးနဲ့စိမ့်ပါမယ်ခင်ဗျာ အဲဒီထဲဟိုမှာတစ်ထပ်ဆစ်ပြီးပြီဆိုမှသာကျွန်တော်ဒီထဲကိုရင်းနှွေးလေးလောင်းထည့်ထားမယ်ပေါ့နော်မကြီးသေးမဲ့လေးစိန်ထားပြီးပြီဆိုတော့ကျွန်တော်တို့ကစောစောလေးကငစနယ်လေးပေါ့နော်ငစနယ်လေးကိုကျွန်တော်တို့ကစေးတဲ့အခါမှာကြတော့အဲသူကစားတမျိုးတည်းဟိုနဲထားတာဖြစ်တဲ့အတွက်ဒါလေးဟိုတော့ကျွန်တော်တို့ကနော်အဲ၅ထပ်၆ထပ်လောက်စေးပြရပါမယ် ကဲအခုဆိုလို့ရှိရင်တော့6ထပ်မြောက်ကျွန်တော်တို့စေ့ပြီးသွားပြီပေါ့နော်စေ့ပြီးသွားပြီဆိုတော့ဒါလေးတွေကိုအရသာလေးတွေနေပါမယ်အရသာထည့်နေတဲ့ခါမှလည်းကျွန်တော်တို့ကထူး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 ထည့်စရာမလိုပါဘူးနော်ဒီထဲကိုစနွမ်းမုံလေးရဲ့နောက်တစ်ခါအချိုမုံလေးရဲ့ပဲထည့်ရပါမယ်ချိုမုံလေးကတော့ထုံးစံတိုင်းပဲကျွန်တော်တို့ကထည့်ချောင်ဆောင်းလိုက်ပါရနော်အဲ့ဒါလေးပြီးသွားရင်တော့တဒုံချင်းကိုတေချာသွားအောင်စုံနေပေးပါမယ် ကဲခုဆိုလို့ရှိရင်အရသာလေးစိတ်ဝင်သွားအောင်နေပြီးသွားပြီဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ချက်ပါတော့မယ်ခင်ဗျာနော်စနမုံလေးထည့်မယ်ထည့်ပြီးသွားရင်တော့အချက်သုံးအနီလေးထည့်ပါမယ် က်သွန်နီလေးနှောင်းသွားရင်တော့ကျွန်တော်တို့ကက်သွန်အဖြူလေးထောင်းထားတာလေးထည့်ပါမယ်ကက်သွန်ဒူလေးထည့်ပြီးလို့ခဏနေကြာသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာငပိလေးထည့်ပါမယ်နော်ငါပြီးလေးလဲကြက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအယောင်လေးလှစီဖို့အတွက် အယောင်တင်လေးပါပါထည့်ပါမယ်အဲ့ဒါလေးပြီးသွားရင်တော့အငယ်ုပ်ကြီးခွဲချမ်းလေးကိုတော့ဆက်ဆက်ကလေးစားမှဖြစ်တဲ့အတွက်ခွဲချမ်းလေးကိုတော့၃ဆုံးလောက်ထည့်လိုက်ပါမယ်အဲ့ဒါလေးပြီးသွားရင်လည်းကျွန်တော်တို့ကသမအောင်မှုပေးပါမယ်ခဏနေကြာသွားပြီဆိုရင်တော့စောစောလေးကအရသာလေးတွေနေထားတယ်ဒီမှာငစနယ်လေးကိုထည့်လိုက်ပါမယ်နော် ထက်ပြီးသွားရင်ငစနယ်လေးပါကျွန်တော်တို့ကအားလုံးစိတ်ဝင်သွားအောင်အခုလိုမျိုးလေးမှုပေးရပါမယ်မှုပြီးသွားလို့ခဏလေးကြာပြီးဒီနေထားလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာရင်းနှီးဖြော့ထားတဲ့မကြီးသေးမှအနှစ်ကလေးတွေကိုထည့်ပါမယ်နော် ဒီနေရာမှာကျွန်တော်တို့ကစားချုံမုံလုံးဝမထည့်ပါဘူးနော်ဒါအဓိကကတော့စားမထည့်ဘူးပေါ့နော်ဒါသူ့ရဲ့အပေါ့ငံပေါ်မှာမူတိပိမတာကျွန်တော်တို့ကလိုအပ်မှတာစားလိုက်ပါမယ်နှမို့ဆိုလို့ရှိရင်နော်ဒီတိုင်းလေးပဲအဆင်ပြေနိုင်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ရေကိုထပ်ပြီးတော့ဆွတ်เสียမလိုပါဘူးနော်စောစောလေးကမကြီးအနှစ်ကလေးတွေကိုအားလုံးပြောင်းစင်အောင်နော်နောက်ထပ်ရင်ွေးလေးထပ်လိုက်ပြီးတော့ထည့်ထားတာဖြစ်တဲ့အတွက်ရေထည့်เสียမလိုတော့ပါဘူး ဒါလေးကိုကျွန်တော်တို့ကစီပြန်းလာတဲ့အထိစောင့်ယူမှာပဲနောက်တစ်ခုကအရသာလေးကိုမိလိုက်တဲ့အခါမှာကြာလဲစားလုံးဝမလို့ခင်ဗျာကဲအခုဆိုလို့ရှိရင်တော့ထမင်းစားလို့အရန်မိမ့်မဲ့လွယ်ကူရိုးရှင် မကြီးသည်ငစနဟင်းလေးရပြီပေါ့ဗျာကဲဒီနေ့ချက်ဖြစ်တာလေးကတော့အမေ့ကြိုက်ပါနော် မေ့ကြိုက်ဒီမှာမကြီးသေးမဲ့ငစနေချက်အညာချက်ကလေးပေါ့နော်အဲ့ဒါလေးရဲ့နောက်တော့ခါဒါလေးကကြတော့ပဲကြီးဟိုမှစုပုတ်ကြီးနဲ့နှက်ထားတာပေါ့နော်နှက်ကလေးဒီမှာဟိုတောက်ဖို့ကတော့ဂျင်းွေးချမ်းလေးပေါ့ပြောတော့မေ့ကြိုက်တယ်ဒါကိုစားခြင်းနေမကြီး ဲ့ဟင်းနေရတော့ပုံပြီးသွားပြီအဲမေကခေါ်လိုက်ပါကဲမီးတို့နဲ့အတူတူလိုက်စားကြပါဦးသမင်းစားခေါ်ပါလေဟွန်းမီးတို့နဲ့အတူတူသမင်းစားလက်ပါဦးတဲ့အတော့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်ဘဲနှက်ကလေးရဲ့မကြည်သေးအနှစ်ကလေးရဲ့အဲနဲ့

မစနေလေးရလဲလက်လက်ဆက်ဆက်ဒါကျွန်တော်တို့အရာဝတီမြစ်ထက်ကနေရတဲ့ငားပေါ့နော်ရေခဲရိုက်ငားမဟုတ်ဘူးပါချက်ရတယ်ခဏလေး ောင်းလာလဲစာချက်အမေတို့တော့အမေဘာလေးစာချက်နဲ့အဲ့ဒါလေးချက်တာလေးရိုက်ရအောင်လို့ပြောလို့ရတော့လေအဲ့ဒီနေ့ကိုခမင်းကိုတနေ့၃၄ထက်လောက်စားတော့တာပဲအောင်ရအောင်ဘာရှင်းချက်ကလည်းကောင်းချက်မစားပြတာကြာလို့လားမလဲဒါအကောင်းတော့နော် အသားလေးတွေကကိုကြက်နေမှာနော်ဘယ်မှာတမ်း 嗯，什么事？太棒了！我、哦、刚刚告诉你们，谢谢你们。要 <laughs> 吧？明白？啊，太来棒了！太、哦嗯、来棒，没了。太、嗯、吧。对了。 안내가구나 안내가 뭐야 다시 ဟဲ့အမေကြိုက်ကျွန်တော်ကြိုက်ပါနော်အများလဲအခုလိုမျိုးလေးတာချက်စားကြည့်မယ်ဆိုလို့ရှိရင်အရန်ကြိုက်မှာပါနော်ဒါဒေချာပြောရပါတယ်အဲအခုလိုမျိုးလေးဒါအချိန်ဆိုလဲအရန်မပေးရတဲ့ဟင်းမျိုးလေးတွေကိုချက်စားကြည့်ပါလို့ပြောရင်နားနေပဲအဲကျွန်တော်နဲ့မေရနေအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ